ထိုင်းမှာနေခဲ့တုန်းကလောဘစိတ်တစ်ခုကြောင့် stock ဘတ်တသိန်းခွဲဘိုးလောက်ကိုပုံခဲ့ဘူးတဲ့ဘလို့ stock တွေပုံခဲ့တာလဲဆိုတော့အချက် online ကိုစားလုပ်တဲ့အချိန်မှာ online အကြောင်းကိုဘာမှမသိဘူးစီးပွားရေးလောကကိုအရင်စိတ်ဝင်စားရတယ်စီးပွားရေးလောက်ချင်းနဲ့ငွေပြန်ရခြင်းနဲ့အချိန်လိုလတ်မှုငွေကြေးလိုလတ်မှုရခြင်းတော့ရှားဖွေတာလုံနီးတွေမဆရာတွေကခစ်တစ်လုံနီးတွေညုံပြတယ်ခစ်တစ်လုံနီးကအရင်နေ့မရှိတတ်သူတွေအတွက်ဆိုရင် online ဈေးကွက်မှာလောက်ရအလွယ်ကူတယ်အရင်ကြီးတော့နားမလဲသေးဘူးနားလဲတလောက်တော့ကိုစားခဲ့တာကိုသုံးနေကြပစ္စည်းပုံတွေတင်တာပုံတင်တော့ Facebook ကတငယ်ချင်းက200လောက်ပဲရှိတယ် ပြီးတော့ကျောင်းနေဘက်တငယ်ချင်းတွေတွေ့တော့တချို့ကမှားအဲမှားလာအေးရောင်းလူရရတယ်เนาะတမျိုးနှမျိုးဒါပေမဲ့အမြတ်တော့မများဘူးစိတ်ဝင်စားတဲ့သူရှိတယ်ဆိုပြီးတော့ကုံတိုင်းမှာဝယ်လို့ရတဲ့ပစ္စည်းတွေပုံတွေတင်ပြီးတော့ရွာတငယ်ချင်းတွေမှားကြတယ်အဲကနေလမ်းတွေစမြင်လာတယ်ပုံလာတိတိလှုပ်လာခဲ့တယ်ရွာတငယ်ချင်းတွေပစ္စည်းမှားရင်ကိုကအဝယ်တော်လူမျိုးပေါ့အဲ့လိုမျိုးလှုပ်ရင်းလှုပ်ရင်းနဲ့တလကိုမှုတ်ဘူးဘတ်2000ဝန်းကျင်လောက်ရတယ်ရောင်းကောင်းလာတယ်ရောင်းရတာလည်းပျော်တယ်လိုက်စပေးရလိုက်ပြောပြပေးရတာမရှိဘူးချဲရောင်းလာရင်းနဲ့အစရာပေါ့နဲ့အဲ့တုန်းကဖြစ်သူဘဝ ပဲရှိတယ်အမှဇရာပြပြကေတီအဲ့လိုမျိုးရောင်းချင်တယ်ဆိုရင်အခုခေတ်မှာကုမ္ပဏီတွေနဲ့အေဂျင့်စနစ်တွေယူရောင်းလို့ရတဲ့ပစ္စည်းတွေရှိတယ်ကိုသူများနိုင်ငံမှာနေပြီးတော့အေဂျင့်နဲ့ရောင်းမှအစဉ်ပြေမှာအဲ့လိုမျိုးကိုလိုက်လျှောက်ရောင်းမယ်ဆိုရင်တနေ့ချင်ကိုပတ်စပို့ကအလုပ်လုပ်တဲ့ပတ်စပို့ဈေးလာရောင်းတဲ့ပတ်စပို့မဟုတ်ရင်တော့မရဘူးเนาะသူကတည်တည်ချာလောက်ခိုင်းတယ်အဟုတ်ပြီဘာရောင်းရင်ကောင်းလဲကိုတုံးနေတဲ့ပစ္စည်းပဲအဲ့ဒီပစ္စည်းကိုအရန်ကြိုက်တယ် WC brand သူ့ရဲ့ကုမ္ပဏီကိုဆက်သွယ်သွားပြီးတော့ဘယ်လိုရောင်းရမလဲလီဒါတွေရှိတယ်၅ဦးကိုကြိုက်တဲ့တူရွေးချယ်ပြီးတော့ဆယ်ဘူး လောက်ယူတာအရင်ဘလောက်လဲဘတ်2500ကိုတင်ငယ်ချင်းနဲ့ပဲရောင်းတယ်အစဲဘူးကတပတ်အတွင်းကိုရောင်းကောင်းတာတဘူးကိုဘတ်100လောက်မြတ်တယ်ဆိုတော့စဲဘူးစဲတထောင်တလမှ3000-4000လောက်မြတ်လာတယ်အဲရောင်းကောင်းတဲ့လူကပျော်သက်ကြွားပပပပငယ်ချင်းတွေနဲ့လိုက်ဆက်ပြီးတော့ရောင်းသွားတာအေဂျင်စနစ်နဲ့3-4လလောက်တော့လောက်သွားလောက်သွားပြီးတော့ဂီတီတို့ရွာဒုတိယဘသူရန်ကုန်မှာနေတယ်ရန်ကုန်မှာအရန်ခစ်စားနေပြီး online ဆိုတော့သူတို့မေးလာတယ်အေဂျင်ရှိလားမသိဘူးအေဂျင်ဘလို့ရောင်းရမှလဲသူကိုယ်ကိုပြန်ပြီးရှင်းပြတာဟုတ်လားအဲ့လိုမျိုးယူလို့ရရင်ဂီတီစင်မှာယူခြင်း င်းနဲ့ကိုယ့်ရဲ့ leader နဲ့တိုင်ပင်ပြီးတော့ဘယ်လိုယူရမလဲဘယ်လိုလုပ်ရမလဲသူကပြောကေတီက30ယူမယ်ဆိုရင် agent 10ဘူးဈေးနဲ့ကေတီပြန်ပေးလို့ရပြီအမကို့မှာရှိတလောက်နဲ့အရင်ဆုံးရင်းတာပေါ့နော်ဘူး30 agent စနစ်တော့စလုပ်တယ်နေပါတော့အစဉ်ပြေတယ်ရောင်းလို့ရတယ်ကိုကစူးစမ်းပြီးရောင်းကောင်းလာတော့ကေတီအလုတ်လုံနေတဲ့တထေးအိမ်ကမြင်လာတယ်တထေးကလည်း तू မပြောသူ့အလုတ်လည်းမပြတ်သွားဘူးဆိုတော့ကိုအားတဲ့အချိန်ကိုရဲ့အဲ့ချိန်ကိုကိုက short ချားနားတဲ့အချိန် short ချားပြီးတော့ကိုလောက်တာအရန်စူးစမ်းတော့ तू ကိုကိုအမျက်တွေမြများပေးရစေချင်တာ तू ကပြပြဂျန်နေ နဲ့ငါနဲ့တယောက်တဝက်ရေးမလားအမျက်တော့သူ့တဝက်ပေးပေါ့နေမြများမျက်ပုတ်ပေါ့နော်တထေကအဲ့လိုမျိုးသူကကန်လန်းလာပေးသူကိုကိုအခွင့်ရေးပေးကိုကလည်းမစိုးလောဘဆိုင်ဝင်လာတွေ့လားအမျက်တွေတွတ်တွတ်တွတ်ပြီးတော့ပစ္စည်းကထောင်ကနန်းနဲ့ချီရင်းလာနိုင်တော့ကိုအတွက် trip လဲရတယ်အမျက်လဲရတယ်ဒါပေမဲ့နီလန်းတွေဘာမှမသိ2019-20တုန်းကပစ္စည်းတွေဖတ်တသိမ်းရင်းလာပြီးတော့လူကအမျက်မများရချင်းပြီးလေလောဘတက်လာပြီလောဘတက်လာတော့ဘာဖြစ်လဲဖြည့်စည်းမှုတွေဖြစ်လာတယ်ပုံမှန်စေကိုပို့ပို့ဘာလေးပဲရောင်းတော့ရောင်းကောင်းကိုရဲ့စိတ်လည်းမွန်းချက်လာတယ်လောက်ရ တိတ်မပြော်တော့အရင်တုန်းကကိုရောင်းကောင်းခဲတော့အခုဘာဖြစ်လို့အရင်တုန်းကလိုမျိုးမထွက်ပဲနဲ့ပုံနေတာလဲရောင်းနေကြတငယ်ချင်းလဲအမြဲတမ်းလက်တူလာဝယ်မှာမဟုတ်ဘူးလေ လူအစ်စ်အစ်စ်ရှာရမယ်ဆိုတော့ကိုမသိဘူး Facebook မှာလည်းတငယ်ချင်းက200 300လောက်ပဲရှိတာဘယ်လိုလုပ်ရမလဲခေါင်းကိုက်ပြီးတထေးကလည်းကိုကိုမခွရေးပေးထားတယ်เนาะပြီးတော့သူမေးတယ်ရောင်းကောင်းလားရောင်းကောင်းလားကိုကိုလာပြီးဝိုင်းရင်းပေးမှနောက်ဆုံးပစ္စည်းရရောင်းတာတိတ်မထွက်လူကမပြောတော့မပြောတော့နီလန်းတွေရှာတယ်ဘယ်လိုလုပ်ရမလဲတထေးနဲ့အစည်းဝေးထိုင်တာတထေးသူပြောတဲ့နီးနဲ့လိုက်လောက်ချီတာအစင်မပြေမပြောနေလောက်ရဘယ်လိုမှမသိဘူး online ကဆရာတွေပဲနားထောင် free တွေပေါ့เนาะနားထောင်စာအုပ်တွေဖတ်လို့လောက်ရမလဲသူတို့ပြောတော့ personal branding ကအရင်နေ့အနည်းဆုံး business နဲ့ branding ကဘာလဲဘလို့လောက်ရမှာဘာမှမသိ page free လိုက်တာနော်ပြောတဲ့အတိုင်းပဲတိတလောက်ပဲနော် KT နဲ့အရင်တက်လိုက်တဲ့ရှိတဲ့ပုံနဲ့တင်လိုက်တော့ပိတ်ဆက်ရှိလာတော့ဘာပြောရမလဲကင်မရာအရှိထွက်ရမှာပုံတင်လို့မရဘူးသူများအတွက်အကျိုးရှိတဲ့အရာကိုပေးရမယ်ကိုက free light တွေပဲ light လေးလာလို့လည်းတိတ်ပြီးနားမလဲအမြတ်အဟောင်းကနေတင်နန်းတက်မှရတော့မယ်အဲတုန်းကဘတ်၄000ကျော်ဆီယမ်မခရိုဆာတင်နန်းတက်လိုက်တာ personal branding အကြောင်းကိုနည်းနည်းစနားလဲလာလိုက်လောက်တာပိတ်တဲ့မှာကိုတတ်ထားတဲ့အရာကိုမှရှိတဲ့အတူအကြုံကိုတိဆောက်လူတွေကိုကိုတိ ီးမှရောင်ကောင်းလာတယ်ဆိုပြီးအဲ့ကနေစသီးလာကိုရအတွေ့အကြုံအဟောင်းတွေအားလုံး free နဲ့မျှဝေပေးတာကြည်သူမရှိဘူး live track အရန်ကြောက်ခဲ့တာနောက်ဆုံးကပုံနေတဲ့ stock တွေပြန်ဖြုံးနိုင်ဖို့ထွက်ရမှာရကျင်တဲ့စိတ်နဲ့ရေရဲလေးနဲ့ထွက်လာပို့ပါပြောခဲ့မှလဲကိုလည်းမသိတော့စကားတွေကလည်းဝဲဝဲလေးနဲ့ဟိုပြောလိုက်ဒီပြောလိုက် live အဟောင်းပြန်ကြည့်ရင်တော့ပြီးရအတိလာစူးစမ်းပြီးတော့ live တွေနေ့တိုင်းလွှင့်တယ်ရောင်းမရအောင် 3လနည်းနည်းပါးပဲပေါ့နော်ရတဲ့သူတွေရှိဒါပေမဲ့ order တွေအများကြီးတော့မဝင်လာသေးဘူး KT ကိုယ်တိုင်အားလုံးကိုလောက်လာခဲ့တာအပြင်စီးပွားရေး online စီးပွားရေး time မှာနေခဲ့တာသူ့အကြုံ9နှစ်10နှစ်ဝန်းကျင်ဘလို့ရောင်းကန်ဘလို့လောက်လာခဲ့ရတာလဲဆိုတော့ကိုယ်တိုင်လက်သွေးလောက်လာခဲ့လို့ပြောပြနိုင်တယ်ပြီးတော့သူ့အကြုံနဲ့အပြင်တင်တန်းတွေ KT အတကုံတက်တာဘာလို့လဲသိလားနီးလမ်းမသိကိုအရန်ပင်ပန်းနဲ့ကိုလက်ထင်ခဲ့တာဈေးရောက်တာပဲတင်တန်းတွေလိုအပ်လား၁၀တန်းပြီးဘွဲရရင်တော့ဘာလို့လောက်လောက်လို့ရရလက်သွေးဘဝမှာအဲ့လိုမျိုးမဟုတ်ကိုတော်ချင်တဲ့ ဲ့ပဲမှာကိုဖြည့်ရတယ်နီလန်းတွေတိရတယ်နောင်ကောင်းဖို့ချမ်းသာဖို့ဆိုတော့ကိုနီလန်းတိမှရမလူအများတွေနဲ့ကိုရောင်းမှရရက်ွက်ကတငယ်ချင်းတွေနဲ့ Facebook ကတငယ်ချင်းနည်းနည်းပါးနဲ့ကိုလုံနေလို့မရဒါဆိုရင်မောက်ဘိုးလောက်ပဲကိုရမှာတတိရှာလောက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးဆိုရင်မနောက်ကြသေးနီလန်းတွေကိုလေ့လာခြင်းတည်းဆိုရင်3ရက် online class မှာလေမတက်ဘူးသေးတဲ့သူတစ်ခေါက်လောက်ပွားပြီးတက်ကြည့်ပါမကောင်းရင်တင်တန်းကြီးပြန်ယူသွားလို့ရတယ်တင်တန်းကြီးကလက်ရှိခြေတို့အထူးကြီးပေးထားတယ်ငါးသိန်းနဲ့ငါးတောင်းပဲဒီလမ်းတွေတင်ယူပြီးတော့အက်ထက်ကိုတင်ပေါင်းများစွာကိုပြန်ရှာလို့ရ တယ်။တချို့ကလည်း9သိန်း9000နဲ့မတက်နိုင်ဟုတ်တယ်မလား။ဘာမှလည်းမရင်းနိုင်တဲ့အခုမှ online စတာ။ကိုရအားတာချက်အားနဲ့ချက်ရှာဖို့ခြင်းနဲ့ဆိုရင်၃နှစ်၄နှစ်ရှိသွားမှာဖြီးခဲ့ဘူးတဲ့။ Super Branding Class ရှိအရင်တုန်းကဖြီးတာ9သိန်းတော့တက်သွားတဲ့သူအခုစ400ကျော်သွားပြီ။ဘာမှမလုပ်ရသေးဘူး။စားလုပ်တဲ့သူကိုအားတာချက်အားနဲ့ချက်ရှာဖို့ခြင်းနဲ့သူ A class ကိုပဲ join ။တရီရော online မ join သေးနဲ့အရင်နေနေရင်3သိန်း9000 5000နဲ့ချက်ပေးမယ်။ဒါလို့လောက်လာတာသစီလမ်းပြောက်နေတဲ့ဆိုရင်တရီရော online class ကိုပဲသွား။ဒီထိနားထောင်လာပြီးတော့ဘာတွေရလိုက်လဲ comment မှာရေးလိုက် ပေးလို့ရတယ်เนาะချက်ရဲ့အသွေးအကြုံအဟောင်းတွေထိုင်းမှာနေခဲ့တဲ့အရာတွေ online စာလုပ်ခဲ့ဘူးတဲ့အသွေးအကြုံတချို့သူကမတိသေးတဲ့သူတွေလည်းရှိတယ်သိချင်တဲ့သူတွေရေးလာပေးလို့ရတယ်ချက်မြများလေးကိုမျှဝေပေးမယ် bye bye